တယောက်လုံးကတောင်းဆိုနေတော့လေပြောရမှာပေါ့လေပထမဆုံးဓမ္မဂရိကဥညရရေးတဲ့လောကမြမန်ဆိုတဲ့ခရိယံဘာသာကိုနှိမ်နှင်းရေးသားထားတာတွေကိုတိုက်ခက်တိုက်ခက်ချီးပြုတ်ခဲ့တယ်ကွပြီးတော့မှဘုဒ္ဓဝင်တွေကဖရာပရိသေနေတာကစပြီးဖွားဘက်တော်ကိစ္စဖွားဘက်တော်တွေကရွှေဦးကြီးကိစ္စ စေဇမန်ရှင်မောက်လာနဲ့တကောဖျာရီဟာဝိဘတ်တော်ဆန္ဒပါပြိဋိဘံပြုခန်းတွေနောက်ဆုံးဗုဒ္ဓဘာသာတွေကရှင်းအောင်မညီတာတွေကို အပြတ်တွေ့တော့တာပဲဟဲ့စိတ်ဝင်စားဖို့ကောင်းလိုက်တာဦးလေးဟာအသေးစိတ်ပဲပြောပြပါတော့ခေပါကွာဒါဆိုလေမကျင်းမကျေပြောပြရမယ်ကဲနားထောင် တုတ်တိရာနတ်ပြည်မှာနေတဲ့ဖရာအလောင်းတေတကေတုနတ်သားကို တခြားနတ်မြမာတွေကဖရာဖြစ်ဖို့ပြိတ္တိယူဖို့တောင်းပန်မှမေရိုမာယာရဲ့ဝမ်းပိတ်ချက်ဝင်နေတဲ့ဖရာဖြစ်မှဖရာဖြစ်မဲ့လူကမတိပဲဖရာမဖြစ်မဲ့လူကပြောကမှတိရသလားတဲ့နောက်ကနောက်တစ်ခုကဘုရားဖရာလောင်းကို ဝါသူလပြိနေမှာပရိသေကြီးတယ်ဆိုတော့သူ့မိဘနှစ်ပါးကဝါသူလပြိနေကြီးမှာတောင်းရှောင်ခြင်းဟာမရှိကြဘူးခမည်းတော်သူ့သောနာကပဲလွန်သလားမေရောမာယာကပဲလွန်သလားအဲ့ဒါကိုကြည်ချင်းအဖြစ်မိဘနှစ်ပါးရဲ့အကျင့်အရာဂေါရမဟာပရိသေကစလို့လူလွန်ဖြစ်မနေဘူးလားတဲ့အာဘောကာယ ကံရွှေဆန်းဆိုတဲ့ဖရာအလောင်းရဲ့ဖွားပဲ့တော်ခုနှဥရှိတဲ့အကြောင်းကဏိကဆိုတဲ့မြင်းကတရိဆန်ဘောဓိပင်ဆိုတဲ့တစ်ပင်အပြင်ရွှေဦးကြီးလေးလုံးဆိုတဲ့တက်မဲ့ပါပါနေတော့ယုတ်တိခင့်မဲ့မနေဘူးလားတဲ့အနန္တကလည်းဖွားပဲ့တော်လဲဆိုသည်ညီတော်လဲဆိုသည်ဘယ်တော့ကမောက်ကမနိုင်တယ်လေတဲ့အဲ့ဒီရွှေဦးကြီးလေးလုံးကလည်း ကပိလူပြည်ကနန်းတော်ဝင်းအတွင်းမှာဖြစ်ပေါ်လာတယ်လို့စာကဆိုထားတယ်။အဲ့ဒါကိုသေချာစဉ်းစားကြည့်ပါဦး။ရွှေဦးကြီးလေးလုံးရဲ့စုစုပေါင်းပမာဏဟာနှစ်ယူဇနာခွဲရှိတယ်။ခုခေတ်3မိုင်နဲ့ဆိုရင်တယူဇနာဟာ73မိုင်ခွဲဆိုတော့ရွှေဦးကြီးလေးလုံးပမာဏကမတကမိုင်30ကျော်နေပြီ။တကယ်သာအဲ့ဒီလိုပေါ်ခဲ့ရင် ရှေခေကလူဦးရေ9သိန်းလောက်ရှိရဲ့ကပ်ပြီးလူရဲ့ပြည်ကလေးဟာပြည့်စည်မသွားပြီဘူးလားတဲ့ဇိန်သမားကိစ္စမှာလဲတရားမင်းကကြွက်ရောင်ဆောင်းပြီးဇိန်သမားရဲ့ထမိန်တွင်ဝင်တယ်လို့ဆိုထားတယ်။တာမန်ယောက်ျားတွေတောင်ဖုံနေတယ်လို့အယူရှိကြတဲ့တရားမင်းတံမဲ့မိမထမိန်နဲ့ဝင်ရသလားတရားပွဲမှာရှိတဲ့တရားနာပရိသတ် ထဲကမိမတွေဘိုက်ကိုထဆန်းလို့ရရဲသားနဲ့နတ်တို့ဘရင်တရားမင်းကထမိန်တဲ့ဝင်းကြိုက်တယ်ဆိုတာယုတ်တိတမ်းမမလားတဲ့နောက်နန္ဒောပဏ္ဏဒာငဃမင်းချုပ်ခတ်မှလည်းပဲတကူတော်အနန္တဆိုတဲ့ဂေါရမဟာတပြည့်ဖြစ်တဲ့ရှင်မာမောက္ကလံကိုဘာလို့နှိမ်နှင်းမှုလွှတ်ရတယ်လဲသူ့ရဲ့တကူပိုရှိနေလို့လားအဝိဟိန္တာ သူတစ်ပါးကိုမှင်းင်းစေရဘူးလို့ဟောပြီးဘာလို့ငကားကိုညှင်းစေခမ်းရသလဲဘာလို့မြင့်မော်တောင်နဲ့ဖိညှက်ပြီးနှိပ်စက်ရသလဲတကိုးကြီးရဲ့ရှင်မောက်ကလန်ကိုဘာတကိုးမှမရှိတဲ့ခိုးသားတွေကဘာလို့ရက်တရိုက်တန်နိုင်ရတာလဲယုတ်တိခင်ပြီးရှင်းတော့မင်းကြီးသားတွေတွေ့ကြပြီမဟုတ်လားလို့တယောထားသေးတာကွရှင်မောက်ကလန်နဲ့ရှင်ပိန်တော်လာတို့ စံတကူသပိတ်ရောက်တကူပြကြတယ်အဲ့ဒါကိုကြတော့ဂေါရမဖရာကယဟန်တွေတကူမပြရလို့ပြင်ညာတယ်သူကိုယ်တိုင်ကြတိတ်ထီတွေနဲ့ပြန်ပြီး ရေမိဆုံးတကူပြတဲ့ဒါဆိုဂေါရမဖရာဟာ အပြောနဲ့လုတ်ညီးတယ်ဆိုတဲ့တထာဂတဂုံနဲ့ထိုက်တန်ပါရဲ့လားတဲ့နောက်တောင်းရင်းသာနတ်ပြည်ကို နှစ်ဝါနှစ်လန်းသုံးဖဝါနဲ့တက်သွားပြီးအပြန်ကျနတ်တွေက ရွှေဆောင်တန်းငွေဆောင်တန်းပရမညာဆောင်တန်းတွေဖန်ဆင်းပေးရတဲ့အပြန်နမ်းမှာတကူမရှိတော့ပြန်မဆင်းရလို့တော့ဟုတ်တယ်လားဆိုပြီးတော့သူမေးထားတယ်ကွာ အောင်ကြီးရှိပါတယ်ကတစ္ဆကပရိုင်ပိုင်းနဲ့ဝါရပြိုင်ပွဲမှာတရားမင်းကဘလူးရောင်ဖန်ဆင်းပြီး တင်းမုံကြီးနဲ့ချင်းချောင်းမှတစ္ဆကပရဘိုက်ကဂေါရမမေးတာကို ဖြေတဲ့ဂေါရမဘုရားဟာတကောတော်အနန္တမရှိလို့သာတကြားကလာကူရတာလားတဲ့မေးထားတယ်ကွာပရိနိဗ္ဗာန်ပြုကမ်းမှာလည်းပဲ1ဒေါ်လာလို့အားကုန်နေတဲ့အသက်80ရွယ်ဂေါရမဘုရားဟာကုသနာယုံရောက်အောင်ရှင်အာနန္ဒာကတွဲခေါ်ပြီးရှည်လင်သွားရတယ်တဲ့ တာဝရင်သာနတ်ပြည်ကိုတော့နှလန်းသုံးဖွားနဲ့ရောက်အောင်သွားနိုင်ပြီးကုန်တိနိုင်ုံကြမှာကုန်းချောင်လျှောက်ရသလားဖရာကိုကြည်ညိုတဲ့နတ်တွေတယောက်အောင်မှမလာပါလားမကူညီပါလားကုန်းတိနိုင်ုံရောက်တော့မှဆက်ကြဝလာတတောင်းကနတ်မြမအပေါင်းတို့ရောက်လာတယ်ဆိုတာယုတ်တိရှိပါမလားတဲ့မေးကြတယ်။နောက်စိန်တိတာတတ်တတ်သင်ချရာ နဝသင်္ချေယဝါစကံတဲ့ဖျားဖြစ်ခြင်းလို့စိတ်နဲ့ကြံစည်တွေးတောနေတာကခொနှစ်သင်္ချေနှုတ်ကမွဲ့ဆူဆူတောင်းရတာကိုးသင်္ချေကြာတဲ့ဖျားတဆူကဖျားလောင်တူကိုဗျာဒီပေးမှဖျားဖြစ်တယ်ဆိုရင်ပထမဆုံးဖျားကိုဘေသူကဗျာဒီပေးတယ်လေစဉ်းစားဖို့မသင့်ဘူးလားတဲ့မေးထားကြတယ်ကွာနောက်ဝိပတ်တော်မကင်းသေးလို့ဒေဝဒကြောင်မောင်းစင်တာ ခြေမတော့တွေးကြည့်ဥရဲတဲ့ဖျားဖြစ်ပြီးမှတော့ဝိဘတ်တော်12ပါးဆိုတာခံရသေးတယ်လားဗုဒ္ဓဘာသာ တရားရဲ့အနှစ်သာရဟာဘောဓိပက္ခယတရား39ပါးလို့အဆိုရှိတယ်အဲ့ဒီ39ပါးတဲ့ကတမပဋ္ဌာန်တရား၄ပါးဆိုတာပါဝင်တယ်အဲ့ဒီတမပဋ္ဌာန်တရား၄ပါးတဲ့ကဥပ္ပန္နအကုသိုလ်ဆိုတာအတိတ်ကလုပ်ခဲ့တဲ့ အကုသိုလ်ကိုပယ်ရန်ကြိုးစားအထုတ်ခြင်းလို့ဆိုထားလျက်နဲ့ဂေါရမဘုရားဟာဥပ္ပန္နအကုသိုလ်ကို မပယ်စွန့်နိုင်လို့ဒေဝရကြောင်မောင်းဆင်တဲ့ဒံကိုခံရတာထင်ရှားမနေဘူးလားတဲ့ပြီးခဲ့တဲ့အကုသိုလ်ဝက်ကိုမှကုံစင်အောင်ဥပ္ပန္နကိစ္စမလုံနိုင်တဲ့ဂေါရမဘုရားကိုဖျားလို့ဘယ်သူပြောနိုင်တယ်လဲတဲ့အဲ့ဒီအချက်တွေနဲ့ ဗုဒ္ဓဘာသာကိုရှုံချထုတ်တာပဲကွာနောက်ပြီးတော့ဗိဒကကျမ်းစာတချို့ကိုလည်းတိုက်ခက်ဝေဖန်သေးတယ်ဥဒ္ဒရင်ရဲ့တင်ပြချက်တွေကိုကြည့်ရင်ဗိဒကစာပေကိုအတော်တက်ကြွသူဖြစ်ကြောင်းခံမှန်းနေတယ်ကွအဲပြီးတော့မှထာဝရဘုရားရဲ့ဂုံကျေးဇူးတော်ဂယုနာတော်ယေရှုခရစ်ရဲ့မြင့်တာတော်တွေကိုဆက်ဟောတယ် အရင်ကဥဒ္ဒရဟာဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ပြီးဗုဒ္ဓဘာသာရဲ့ယုတ်တိကင်းမဲ့ပြီးရှေ့နောက်မညီတာတွေကိုစိတ်ပြည့်ပြီးခရစ်ယာန်တွေဝင်ခဲ့တာတဲ့ဒါကြောင့်ရှေ့နောက်မညီညိုဖဲမှားဝင်ချွတ်ချော်နေတဲ့ဗုဒ္ဓဘာသာတရားကိုယုံကြည်ကြမလားမှန်ကန်တဲ့ခရစ်တော်ရဲ့တရားများနဲ့ထာဝရဘုရားသခင်ကိုယုံကြည်မလားလို့ပိယိတ်တကိုမေးခွန်းထုတ်လိုက်တယ် နောက်ဆုံးအားလုံးကိုကျေးဇူးတင်ပါတယ်ထာဝရဘုရားသခင်သည် သင်တို့အားကောင်းကြီးမင်္ဂလာချီးမြှင့်ပါစေအာမင်ဆိုပြီးညှိကုန်းချုပ်သွားတယ်ကွာ